ားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်နေနဲ့ Trip in Myanmar ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာဒေသတွေရဲ့အကြောင်းကိုပြန်လည်မျှဝေနေတာဖြစ်ပါတယ်ဒီထဲမှာမှာ Episode 94ကတော့ကျိန်းတုံကနေပြီးတော့လွိုင်လင်အထိပြန်လာတဲ့လမ်းလျှောက်မှာတွေ့ရတဲ့တဘာဝမြင်ကွင်းအလှအပမြို့ရွာတွေရဲ့မြင်ကွင်းတွေကိုမျှဝေနေတာဖြစ်ပါတယ်အခုဒီအပိုင်းနှစ်ကတော့တုံတာကနေပြီးတော့မိုင်းပြင်ကြားမှာတွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကိုမျှဝေပေးမဲ့အစီအစဉ်ဖြစ်ပါတယ်ဗျ။ဒါကကျွန်တော်တို့ပြီးခဲ့တဲ့ကာလတစ်ခုကသွားခဲ့တဲ့မှတ်တမ်းကိုပြန်လည်မျှဝေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့ပွဲတော်တွေရဲ့မြင်ကွင်းတွေကိုမျှဝေနေရတဲ့ကျွန်တော်တို့ဒီခီးစဉ်လေးကိုတုံတာနားမှာခဏရက်ထားခဲ့တာအခုတုံတာကနေပြန်စမယ်ဗျ။ အခုကျွန်တော်တို့ဒီတုံတာကနေပြီးတော့မိုင်းပြင်းအထိက29မိုင်နီးပါးအာကွာဝေးရှိတဲ့ခီးပါအချိန်အဖြစ်တော့တနားီခွဲလောက်မောင်းရမယ့်ခီးပေါ့အဲ့ဒီအတွင်းမှာတွေ့ရတဲ့မြင်ကွင်းတွေကိုဒီဘိုင်းမှာမျှဝေသွားမှာပါရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ထပ်ပါတဲ့မြင်ကွင်းတွေ

ောင်ကြီးကနေတချိလိကြားထဲမှာအတော်ကိုသတိထားရတဲ့နေရာတစ်ခုပါအခုဒါကတော့ကျွန်တော်တို့ဒီ special တောင်ရဲ့အမြင်ကွင်းလေးကို reference video နေနဲ့လေးစားစွာမျှဝေခြင်းဖြစ်ပါတယ်ဗျသူရဲ့ချက်လေးကတားသဘောကျမှောင်းတယ်အဲ့တော့ဒီ special တောင်ကသူကအဲတရက်ဝင်တော့သူကကိုးခွေတောင်လို့ခေါ်တယ် ခွေကိုခွေရှိလို့ကိုခွေတောင်းလို့ခေါ်ရတဲ့သဘောပါသူက တုံတာကနေပြီးတော့အာကျွန်တော်တို့ဒီကိုဟာပေါ့မိုင်းပြင်းတဲ့အကြားထဲမှာရှိနေတာဖြစ်ပါတယ်အဲ့တော့ဒီတောင်ရဲ့ပုံစံကိုကျွန်တော်တို့ဂျိုရုမြေပေါ်ကနေတွေ့ရတဲ့ညင်ခွင်လေးပြမယ်ဆိုအဲ့လိုကြည့်လိုက်လို့ရှိရင်အရင်သိတာလေဒီတောင်ရဲ့အမြင့်နဲ့အတက်ဆင်းနေတာဘလို့ရှိတယ်ဆိုတော့ဘာကြည့်ဖြည်းဖြည်းချင်းလာမယ် ကျွန်တော်တို့ဒီဥမာပြင်ကလောအတက်ပေါ့ပြီးတော့ပြင်ဦးလွယ်အတက်ပေါ့အတက်အစင်းနေဒီတောင်နေဆိုလို့ရှိရင်လည်းသူ့နီးနဲ့သူနာမည်ကျော်တာပေါ့အဲ့လိုပဲနောက်ထပ်အဥမာဟန်မြင့်မူရွာငယ်လမ်းမှာရှိနေတဲ့တောင်အတက်အစင်းလမ်းပေါ့ပြီးတော့လို့ရှိရင်ကျွန်တော်တို့လိုင်းကောနေပြီးတော့လမ်းမှာရှိနေတဲ့လိန်လီကျိုးတရာအတက်အစင်းလမ်းပေါ့အဲ့လိုလမ်းနေဆိုလို့ရှိရင်လည်းတအားသတိထားရတာပဲအဲ့လိုပဲဒီကိုကိုွေတောင်လို့ခေါ်တဲ့ special တောင်ကလေတကယ်ကိုသတိထားရတဲ့နေရာတခုသူ့အတီနေပေါ်ကဒီလိုမျိုး ဒီလိုကြည့်ရပူတည်တာလေအနေအမြင်ကလေဒီမှာဒီအထိတ်ဆုံးကတောင်ကျောပေါ်ကအမြင့်အဲ့ဒီဟာကအမြင့်ပေ6000ကျော်ရှိတယ်အဲ့6000ကျော်ကလေဟိုမြေပြန့်ကိုဆင်းတဲ့အစင်ကဒီလိုမျိုးအဲ့လိုအစင်ကအဲ့လိုဖြစ်တဲ့အတွက်တအားကိုတည်ထားရတယ်အထူးသဖြင့်ခီးသွာရှင်နေတုံးမဟုတ်ဒီဘက်ဒေတာကိုမရောက်ဖူးသေးတဲ့သူအထူးသဖြင့်တော့တောင်ပေါ်လမ်းအတွေ့အကြုံနေတဲ့သူတွေအဖို့တော့အတော်ကိုတည်ထားမောင်းရတဲ့ခီးဖြစ်ပါတယ်။သွားနေကြလာနေကြပုံကိုယ်တွေတောင်မှပဲတတိကြီးကြီးထားမောင်းရတဲ့နေရာမျိုးပါ။ဘာကြောင့်လဲဆိုတော့ဒီ special တောင်လို့ပဲခေါ်တဲ့ဒီကိုကွေတောင်ပေါ့လေဒီတောင်ရဲ့အစင်းတွေကခဏခဏအတိန်အဆောင်အထီးအကိုက်အဆုံရှုံရှိတတ်တဲ့နေရာတွေပါအဲဒါကြောင့်မလို့ဒီလိုနေရာတွေကတော့တော်တော်ကိုသတိထားရတဲ့နေရာပါဒါလဲပုံစံကဒီလိုပုံစံမျိုးဖြစ်နေတာကိုကွေကိုကွေရှိတယ်အဲ့ခွေတွေတိုင်းမှာလည်းသူကဟိုစာတန်းလေးတွေထိုးထိုးထားတယ်ဗျအဲ့လိုမျိုးတကယ်လှတယ်တကယ်လှတယ်လို့တကယ်လည်းသတိထားရတဲ့နေရာပါဒီလိုပုံစံမျိုးကုတ္တိနီပုံပါလေ သူကတောင်ပေါ်ကနေအဲ့လိုဆင်းတာဆင်းပြီးတော့ဟိုးဒီပေ6000ကျော်ကိုအောက်ကိုတောင်းလျှောက်ဆင်းသွားတာ Okay အဲ့ဒီကဟာကိုကြော်ပြီးတော့ရတော့ဒီဘက်ချမ်းမှာကျတော့အဲတက်တောင်းတက်တာတက်တာရေရလေးတွေစပြီးမြင်ရမှာပေါ့ဒါကိုကိုတောင်းရဲ့အခုနောက်အမှတ်သားနေရာပြပုံလေးတွေ ဒီပဲလေးတွေကတော့သူကဘယ်လိုပြောရမလဲဆိုတော့ဟိုအေးအေးချမ်းချမ်းလေးတွေပဲအခုဒီမှာစီဆိုင်လေးတွေဆိုလဲစားစရာလေးတွေရမယ်အဲသူကဗျာဟိုဒီလန်ကကြတော့လေဟို ွားလို့ရှိရင်ကားပေါ်မှာရေနဲ့အစားအစာကတော့အနည်းငယ်ပါကိုပါတဲ့နေရာမျိုး။ဘာကြောင့်လဲဆိုတော့တစ်ခါတေချလို့ရှိရင်မြေပြိုသူသူပြင်းတော့မိုးရွတ်မဲ့ဆိုရင်ပူဆိုးတာပေါ့။မြေပြိုတာကတော့ရံဖန်ရံကလမ်းအနည်းငယ်ပိတ်သွားတာတို့ဒါမျိုးတွေကရှိတတ်တယ်လမ်းတွေ။တစ်ခါတလေမှာရက်နဲ့ချီပြီးတော့ကြာသွားတတ်တာမျိုးလဲရံဖန်ရံခါရှိတတ်တယ်။အဲဒီခါကျတော့ကိုကားပေါ်မှာစားစရာတောက်စရာကအာအနည်းငယ်တုံမုတ်တည့်ရက်စာစသဖြင့်ပေါ့ဒီလိုမျိုးလေးတော့ပါမှသူကအဆင်ပြေတဲ့သဘောရှိတယ်ဗျ။ဟိုတတိဆိုတာပို့တယ်မရှိဘူးပေါ့လေ။အဲ့လိုမျိုး အေဂျင့်နဲ့ဒေတာရဲ့အမြင်ကွင်းလေးတွေဒီဘက်ဒေတာတွေကဟိုရောက်ခဲကြပါတယ်ရောက်ခဲကြပါတယ်ဆိုတာကအဲဒေတာကန်ကြီးရဲ့ကိစ္စရှိလို့သွားကြတာရဲ့သူကသူဟိုတာဝန်ကျလို့ဘာကြာကြောင့်ဒီလိုမျိုးသွားကြတာတွေရဲ့ပြီးသွားလို့ရှိရင်အဲတာမန်ခီးသွားအလေသက်သက်နေနေရတော့ဒီဘက်တိကသွားဖို့ကနည်းနည်းလေးဟိုသွားခဲကြတဲ့နေရာဝေးလဲဝေးတာဟုတ် ်ဒါပေမဲ့အဲ့လိုကြောင့်ပဲတဘာဝရဲ့ပတ်ဝန်းကျင်အလှပမြင်ကွင်းတွေကမူရင်းအတိုင်းကြည့်ရှုခန်းစားလို့ရနေသေးတယ်စိမ့်ညို့နေတာတို့စိမ့်ဆူနေတာတို့ဆိုတဲ့စကားလုံးတွေကဒီနေရာမှာညလုံးထဲမှာကုတ်ကွတ်ကွင်းမြင်ရတယ်။ရှာလေးတွေဆိုလည်းလုံးဝအေးချမ်းချမ်းပဲသူကနေသူလေ။ သူကရှန်အော်ဒီမှာဒါကလေးတွေကတော့ကြောင်းတက်ကြောင်းစင်းမြင်ကွင်းကတော့ဘယ်မျိုးဘယ်ရွာဘယ်ဒီသားမစူအဲချစ်စရာကောင်းတာပဲတော့ဒီလိုမျိုးတွေရှိတယ်အခုဆိုလို့ရှိရင်ရှေ့မှာကလမ်းနည်းနည်းရှင်းပေးနေတဲ့အခြေအနေရှိတယ်အော်မြေသားပြုပြင်နေတာမျိုးတွေရှိတယ်အဲ့လိုမျိုးတွေကြာတော့ဒီလိုမျိုးပိတ်ထားပိတ်ထားခဏရက်ဆောင်နေရတယ်ရက်ဆောင်နေပြီးတော့သူတို့ခွင့်ပြုတဲ့အချိန်မှာတော့သွားလို့ရတယ် အခုဆိုနေဒီဒီလမ်းပေါ်ကနေဟိုမှာပဲရန်နေရတယ်တော်တော်လုံးလုံးနေတယ်သို့တော့ကိုလာတဲ့သွားခွင့်ပြုပြီဆိုတဲ့အချိန်မှာတော့သူတို့ဘက်ကလည်းထိန်းသိမ်းသိမ်းနဲ့ကိုလည်းသတိထားပြီးသွားရတယ်အဲ့လိုမျိုးအခြေအနေတွေကဒီလမ်းနေပေါ်မှာရှိတတ်တယ်ဗျโอเคအေဂျင့်ရဲ့မြင်ကွင်းလေးကိုခန်းစားရင်းနဲ့ဒီဘက်မှာကဒီဟိုပါလေ တက်ချီလေးအထိလန်ဆိုတဲ့ခါကျတော့ခုနလိုခီးသွန်းကားတွေကတော့ရှိတယ်ဒီလိုကားသေးလေးတွေအပေါ်မှာတင်ထားတဲ့ကုံကတော့မြင်တဲ့အတိုင်းပဲအဲ့လိုမျိုးအဲ့တော့ခုနလိုမျိုးတောင်အတက်ဆင်းနေပါလေကျတော့တားသတိထားရတာဒီလိုចောင်းလေးဆိုလည်းဘလောက်အေးချင်လဲနော်ဟိုးနောက်မှာတောင်ကုန်းလေးနဲ့ဒီလိုဒေတာတွေမှာနေခဲ့တဲ့လူတွေအဖို့အားလေးမြို့ကြီးပြကြီးတွေထဲမှာနေဟုတ်တယ်ဗျတကယ်တော့တော်တော်ကိုရွက်ကိုရွာကိုတော်တော်ပြန်သတိရစေရပါမယ် သူကနာအေးမျက်စိအေးအငိမ့်ငိမ့်ချမ်းချမ်းနဲ့ဒီတိုင်းလေးပဲဘဝကိုအေးအေးချမ်းချမ်းနေကြလို့သူတွေအတွက်ကအတော်အဆင်ပြေတဲ့နေရာတွေဒီချောင်းလေးကတော့လေအရန်သဘောကြတယ်တားသဘောကြတယ်ဟိုသူကသူရောက်ရနေရာဒေတာပေါ်မူတည်ပြီးတော့နာမည်လေးတွေပြောင်းပြောင်းသွားတဲ့သဘောတော့ရှိတယ် ကျွန်တော်တို့ဟိုဘက်အခုနလူကျွန်တော်တို့ပြီးခဲ့တဲ့အပိုင်းမှာမျှဝေခဲ့သလိုဟိုမိုင်းဖြတ်ဖဲအထိရောက်လို့ရှိရင်ဒါတူတူသက်ဆိုင်ရာနာမည်လိုက်ဖြစ်သွားတယ်ဒီဘက်မှာကြောက်လဲဒီမှာကြည့်တကယ်ကိုလုံးဝတော်ရဲ့တဘာဝအရသာစစ်စစ်တကယ်တောကြီးတောင်ကြီးထဲမှာသွားရတဲ့အရသာစစ်စစ်ကဒီခီးမှာခံစားရတာပဲဆန်အရှိကခုနလိုတောတောင်ရှုံမြောင်၆ခန်းမှာ အဲ့လိုမျိုးကြီးအလုံးအပြည့်အပြည့်ရှိတဲ့နေရာမြို့ပြရဲ့မွန်ချက်တဲ့အရာသားတွေကိုခဏထားခဲ့ပြီးကျွန်တော်တို့ ਨੇ ဒီအေဂျင့်မှုလေးတွေကိုခဏလိုက်လာကြည့် okay ရှေ့မှာမိုင်းပြင်းဆိုတဲ့မြို့လေးကိုဝင်ပါပြီဗျမိုင်းပြင်းကကျွန်တော်တို့ကြိုင်းတုံကနေဆိုလို့ရှိရင်တော့သူက65မိုင်နီးပါးလောက်ဝေးတဲ့နေရာမှာရှိနေတာဖြစ်ပါတယ်အချိန်အားဖြင့်တော့3နာရီချေချေမောင်းရတဲ့ခီးပါမြို့နီးမှာစစ်စဲနေတဲ့နမ်ပင်ချောင်းက တောင်ကနေမြောက်ကိုဖြောင်းပြန်စီးနေတာကိုအကြောင်းပြပြီးတော့ မိုင်းပင်းလို့ခေါ်ရာကနေပြီးတော့ကာလရွေလျှောတဲ့အခါကျတော့မိုင်းပင်းဖြစ်လာတယ်လို့ဆိုပါတယ်ဒီမျိုးလေးကတာယာလှပတယ်အရှိတ်ဘက်မှာကျိုင်းတုံမျိုးနဲ့တောင်ဘက်မှာမိုင်းဆက်မျိုးနဲ့မိုင်းတုံမျိုးနဲ့အနောက်ဘက်မှာကွန်ဟင်းမျိုးနဲ့မြောက်ဘက်မှာမမန်းမျိုးနဲ့ထိဆက်တရှိနေတဲ့မျိုးဖြစ်ပါတယ်မိုင်းပင်းမှာကရှမ်းလာဟုပလောင်ဗမာဝလွယ်လအခါလီရှော လီစုကချင်းခရင်ရခိုင်တနုအင်းသာချင်းမွန်ပအုပ်စားတဲ့တိုင်းရင်းသားပေါင်းစုံနေထိုင်တယ်လို့သိရပါတယ်။အမြင့်ပေ9329ပေရှိတဲ့လွယ်စီးတောင်က အုံမိုးထားတဲ့အောက်မှာတည်ရှိတာဖြစ်ပါတယ်။ကျွင်ချင်းဘရောက်တရတဲ့ဖန်ကားထင်ရှုလက်ပတ်မိုက်ကိုဆွေတော်နဲ့ဝါမျိုးစုံပောက်ရောက်ရှင်တန်တဲ့တဘောင်းမွေနှစ်တွေလည်းပိုင်ဆိုင်ထားပါတယ်။မြို့ထဲမှာကြီးလိုက်လို့ရှိရင်ဟိုးရှိတုန်းကရှိခဲ့တဲ့တစ်သားအိမ်နေပြီးသွားလို့ရှိရင်တိုက်ခန့်အိမ်နေ ်အခုဒီဘက်ခင်မှာစောက်ကြတဲ့တိုက်အိမ်တွေစသည်ဖြင့်အဆုံရှိပါတယ်ရှေ့လန်းခွက်ကနေချိုးသွားရင် မမန်းကို68မိုင်သွားမှာပါဒီကနေပြီးတော့တောင်ကြီးအထိက215မိုင်ရှိပါသေးတယ်ဒီလမ်းပေါ်မှာရှိနေတဲ့မြို့တွေထဲမှာစီကားတဲ့မြို့တစ်ခုဖြစ်ပါတယ်ပြီးတော့ကားလန်းကမြို့ရဲ့အလေကောင်ကနေဖြတ်သွားတာဖြစ်တဲ့အတွက်သူကပို့ပြီးစီကားတယ်လို့ပြောရမှာဖြစ်ပါတယ် မိုင်းပြင်းမြို့လေးရဲ့မြင်ကွင်းတွေဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ကျွန်တော်တို့အခုဆိုလို့ရှိရင်ကျိုင်းတုံကနေပြီးတော့64မိုင်ခွဲလောက်လာခဲ့ပြီး3နိုင်ကြုံမောင်းခဲ့တဲ့ခီးရောက်ခဲ့ပြီးဖြစ်ပါတယ်။မိုင်းပြင်းမှာလက်ရှိခဏနားပါမယ်။ကျွန်တော်တို့မြောက်မှုတွေကိုနှာစင်ပြီးတဲ့အတွက်ကြီးစုပြီးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။